โอเคမင်္ဂလာပါကျွန်တော်တို့ serious computer နေပြန်လဲကြိုးပြပါတယ်ဟုတ်ပြီကျွန်တော်ဒီမှာကြီးရေနခေါတင်ခံတာမှာ if statement ဟုတ်လား if statement ကိုဒီလိုရေးခဲ့တယ် if ကုတယ်နော် if ကုတော့လိုရင်လိုရတယ်လို့ထပ်ဆက်လို့ရတယ် if ကုတယ်ကိုဟာညံဟာကွန့်တယ်လို့ကွန့်ပြီးတော့ဆက်လို့ရတယ်နောက်တစ်ခုကြည့်မယ်နောက်တစ်ခုဘာပုံစံလဲတော့ if s ဟုတ်လား yes ကျွန်တော်ရှေ့မှာပြောခဲ့ရေဒီမှာကြီး30ရိုင်းလိုက်တယ်30ကြော်ရတော့သူဘာထွက်ဘာမှမဆိုဘူး yes ဆိုတော့40အောင်ငယ်တယ်ဆိုရင်ဒီကောင်ကိုကြားတယ်လို့ပြောတယ်ဟုတ်ပြီနောက်တစ်ချောင်းထည့်ရည် ကြောင်းထက်ရေးမယ်ကြည်လားအဲ့တော့ဒီကြောင်းထက်ရေးမယ်ဒီမှာ under ခေါက်တိုင်းသူကဒီ if ရဲ့ level မှာပဲဒါ if ရဲ့ level ပဲနော် if ရဲ့ level ကျွန်တော်နောက်တစ်ချက်ပြန်ဆုံးမယ်ဟောတရားနေတော့ e n s e s ဟုတ်လား s နဲ့ s နဲ့နော်တတိထားပြီနော် s နဲ့ s နဲ့ s အဲ့လိုမှမဟုတ်ဆိုကျွန်တော်တို့မလုပ်မလဲဆိုရင် pin ဒီ pin ဟော40 40ထက်လည်းမငယ်ဘူးဟုတ်လား၄၀ထက်မငယ်တော့ဘူးဆိုရင်သူဘာဖြစ်မလဲအောင်မယ်လေအဲ့လိုမှ PSS pass ပေါ့ဗျာ ဒါဒါဒီ statement ဘာမှမခေါ် access owner လေးတုံးလဲကျွန်တော်ကရင်းတော့30 40ထဲကြော်ရင်ကျွန်တော်တို့ program လောလောတည်လားမလုပ်တော့ကြည့်မယ် run run module ဒါတော့ဟာဖြစ်နေတာရန်ပိတ်ရာ okay ပြီရန် run မယ် run module ဟုတ်လား run module and task mark ဟုတ်ပြီ39ရန်ကြာ39လေးကြာရပြီဟုတ်ပြီပြန် run run module ဟုတ်လားအမ်40ရန် ဟော pass ဟော40ထဲကျော်သွားတယ်သူဘာဖြစ်လဲအောင်40ရိုက်ကြည့်မယ်ဒါ quality ချက်တော့တဘာမှမကြောက်တော့ဘူးနော်တဘာမှလည်းကြက်ဟော pass 40ဆိုလဲသူဘာဖြစ်တယ်အောင်ရောဒီပုံစံလေးပဲ if နဲ့ as နဲ့လိုရင်လိုရတယ်လို့ if ကြည့်ပဲလိုရဆို if ကြည့်ပဲတော့ if နဲ့ apps နဲ့တွဲလို့ရဆို if နဲ့ apps နဲ့တော့ဒီနားမှာနေတော့ကိစ္စပြတ်ဟုတ်လားကျွန်တော်တို့ကကျွန်တော်တို့နည်းနည်းကြည့်မယ်ဟုတ်ပြီနော်နောက်တစ်ခါ version မြင်မယ်ကျွန်တော်တို့ခုရေးထားတဲ့ program ပေါ့စံတော့တာဒီ 40ထက်ကျော်တာပဲတဲ့အဲ့ကကျွန်တော်တို့ဂုံဒူးမတ်တွေပါတယ်လောက်ချင်တယ်အဲ့ဆိုကျွန်တော်တို့ဘယ်လို condition တစ်ခုထပ်တိုးမယ်ဟုတ်လားဒါက condition တစ်ခုပဲဆက်ထားတာ40အောင်ငယ်မယ်ဆိုရင်ဘာလုပ်လိုက်တာ free ဆိုပြီးဆက်တာကျွန်တော်တို့ခုထပ်တိုးမယ်ဒီမှာဒီ statement ကိုတိုးမယ် condition နှစ်ခုသုံးခုနှစ်ခုသုံးခုအခြေအနေမတူအောင်ဆက်တာနော်နှစ်ခုသုံးခုကိုပြိုင်လူဆက်တာမို့အခြေအနေကိုလှည့်ပြီးဆက်တာကြည့်မယ်ဒီ print out ကနေခေါဒီ s ကတော့ထားတော့ s ကတော့ထားတော့ဟုတ်လားပြင်တော့ဒီမှာညီအောင်ဒီလိုလေးရေးလိုက်ရတယ်ကက်ရေးလိုက်ရအောင်တော့ဤရန် ဟုတ်လား if အော် fc fc ကိုတော့ fc မှာလည်းဒီနေ့မှာ condition တဲ့အများကြီး mark mark ကိုပဲထည့်စင်မယ် greater than သူကကြဘလောက်လဲဆိုအာ80ကျော်ထားလိုက်တယ်ဟုတ်လား ad ဟောဒီ mark က80တဲ့ကျော်တယ်ဆိုရင်ကျွန်တော်တို့လုံးတလုံးထက်လို့ဟောဒါဒီဒီ print out ကဒီဒီဒီ p နဲ့ညီတဲ့ဒီ print out ကဟာဒီပါတယ် if ရဲ့ level ဒါဒီ fc ရဲ့ level အဲ့ဒီနေ့ပေါ်မှာကျွန်တော်တို့ဘာလုပ်မလဲ pi ရဲ့ print သုံးချက်ဆက်သွားရင်နော်40ရဲ့40ထက်ကျော်တယ်ရင်တို့နောက်တစ်ခါ80ထက်ကျော်တယ်80ထက်ကျော်တယ်ဆိုရင်သူဘာလဲမလဲဆိုဟိုပါပဲတပည့်ကိုရရှင်ပဲသုံးလိုက်โอเคမနော်80ထက်ကျော်တယ်ဆိုတော့ D ထွက်တယ်လို့ပဲရတာ D လို့ပဲโอเคဒါဆိုကျွန်တော်တို့ quantity ရှင်ကိုဘယ်နှချက်ဆက်လဲနှစ်ချက်ဆက်လိုက်40ထက်40ထက်ငင်တစ်မျိုး80ထက်ကျော်သွားရင်တစ်မျိုးဘာမှမဟုတ်ရင်တစ်မျိုး quantity ရှင်ကိုဘယ်နှချက်ဆက်လဲ ဟုတ်လားနှစ်ချက်ဆက်တယ်။ Okay နှစ်ချက်အားလုံးအားလုံးမဒီ apps ကိုပေါင်းမယ်ဆိုရင်တော့၃မျိုးပဲ။ကဲပြန် run ကြည့်မယ် program ဒီကောင်းကြီးပြေးလာ။ပြန် run run module run module mark ပဲနော် under mark မရခိုင်မယ်ကဲ။ဒါကျွန်တော် program စမ်းပြန်နေနော်။ဒါတကယ်ဟိုလိုတဲ့ဟာတွေမဟုတ်ဘူး။တကယ်လိုတဲ့နေရာတွေမှာဆိုတော့ကျွန်တော်တို့နည်းနည်းတော့ if ss ကရှုပ်ထွေးမှုရှိပဲကုတ်တင်နိုင်နိုင်နေနေကျွန်တော်မြင်နေရတာဒီမှာလေး print ဆိုတဲ့အကြောင်းလေးပဲမြင်နေရတယ်အဲ့ဒါကြေး database တွေချိတ်ဆက်တယ်ဆိုတာ connection ဆိုတဲ့ကုတ်တွေ အဲဒါတွေကိုလမ်းပြီးတော့ထဲတဲ့ကုတ်တွေအများကြီးအများကြီးပါလို့ရမလဲရေးရမယ်မျက်စိနောက်ခံရမယ်အားလေးသတိထားအခြေခံပိုင်းခံရလေးကိုကျင်းနေပေးသေးကျွန်တော်ဆုံးဆင်းတက်လေးတော့ကလည်းကျင်းနေပေးသေးဟာ FC နဲ့ရိုက်တာနေမှာပုံမလားမမလားစဉ်းမကြည့်ကဲကျွန်တော်80မဟုတ်လား greater than 80 80ကျော်80ရရင်မရသေးဘူးနော် greater than 80နဲ့ကြီးမှဆိုပြီးအဲ့ဒါကျွန်တော်80တည်ရတယ်ဒီထွက်တယ်โอเคမနော်40ရရင်ပေါင်မယ်အဲ့ဒါအဲ့လိုမှမဟုတ်စင်40နဲ့80ချာဆိုပြီးပါပြန်မယ် ဘတ်အောင်ရုံမဲအောင်ရိုးရိုးပဲအောင်ဟုတ်ကဲ့ဒါဒီကျွန်တော် if as ရဲ့ statement မှာတခုတော့၃မျိုးပဲ if ကြီးသုံးမယ်ဒီကြီးသူကြီးတသက်လည်းသုံးလို့ရတယ်ပြင်သူနဲ့ဒီ access နဲ့လည်းတွဲသုံးလို့ရတယ်ဒီ၃မျိုးလုံးနဲ့တွဲသုံးလို့ရတယ်ဟုတ်မလား condition ပေါ်မှာမူတည်ပြီးတော့အခြေအနေပေါ်မှာမူတည်ပြီးတော့တွဲသုံးလို့ရတယ် okay မလား okay thank you ပြကျွန်တော်နောက်တစ်ခါ condition ၂မျိုးသုံးမျိုးလေးတွေပြန်စစ်တာအောင်လည်းကြည့်ကြ okay thank you